ောင်းမီတွေလည်းမတော့ဘူးဘယ်လိုမှဟိုဘယ်လိုမှစက်ကက်တွေလည်းမတော့ဘူးအဲထမိန်လည်းမတော့ဘူးเนาะအိမ်မှာနေလို့ရှိရင်အိမ်အထည်တွေနဲ့ပဲနေတယ်အိမ်တစ်ထည်ဆိုတာကောင်းလုံးလည်းမဟုတ်ဘူးရှေးကောင်းလုံးလည်းမဟုတ်ဘူးအဲ့လိုဘူးပေါ့เนาะဟိုဘယ်လိုမှအောင်းမီတွေစက်ကက်တွေပါလို့ရတဲ့အနေထားမှာဘူးဟိုကအိမ်တစ်ထည်တည်းပဲနေရမှာလို့ဟိုအိမ်မှာနေတာအိုပန်ပဲနေလိုက်တယ်ဟိုဘာလို့လဲဆိုတော့အကိုရေကလည်းထားရအောင်တော့လည်းဆုံးသွားပြီ။ဒါကို9ယောက်ရှိရတော့6ယောက်ဆုံးသွားပြီဆိုတော့ဟိုကကိုဘယ်လိုမှလည်း အိမ်မှာနေလို့ရှိရင်ကိုရင်းနဲ့လည်းနေတာပေါ့ဗျာလေဥပကိုမရှိတဲ့နေမှာသွားလို့ရှိရင်အင်ဂျီရာလေးပေးသက်တဲ့နေမှာတစ်ထည့်တယ်လို့ပြောတာပေါ့တော့ဒါပေမဲ့ကိုကနှစ်ထည့်လည်းဖြစ်ချင်ဖြစ်သွားမယ်သုံးထည့်လည်းဖြစ်ချင်ဖြစ်သွားမယ်ပေးသက်နေမှာတော့တစ်ထည့်လည်းဖြစ်နေရပါဘူးအဲ့တော့ပူလိုက်တယ်လေပူလိုက်တဲ့ခါကျတော့အင်းရောက်လို့ရှိရင်ဥပကပေါ့ပါပါပဲနေတော့အိမ်တစ်ထက်ထည့်ပဲတစ်ထည့်လည်းပဲအတူလေးပဲဝတ်လိုက်တာပေါ့နော်လူတွေ surprise ဖြစ်နေတယ်အိမ်မှာနေတဲ့ style ပြောရအောင်ပေးသက်တယ်လို့လေဟိုတောင်းတဲ့ဟာလေးပြောချင်တာပေါ့ဟိုကတော့အဲ့လိုမျိုး ီးတော့မဲ့အဲဟိုတယ်တဲကိုကနေသွားတဲ့ခါကျသူ့ကိုလုံးချုပ်မှုရှိအောင်ကိုကတော့အဲ့လိုစူပါဘူးနှစ်ခုသုံးခုစောက်ထားတယ်ပေါ့နော်ဟိုတယ်တွေမှာအဲ့လိုချက်တွေပါမကောင်းဘူးနှစ်ခုသုံးခုတော့စူပါဘူးတွေကတ်ချလိုက်တယ်မမြင်မိုးတဲ့ချက်သူကတိမ့်တုံတောင်းပေးထားလို့အလူရေလုပ်ပြီးချမ်းသာတော့မယ်မမဆောင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မမဆောင်ကတော့သူ့ရဲ့ဝက်ပုံစားပုံဆန်းဆန်းလေးတွေနဲ့စကားပြောဆိုမှုကြောင့်ပရိသတ်တွေကြားမှာနာမည်ကြီးလာတဲ့သူလည်းဖြစ်ပါတယ် မမဆောင်ကအခုချိန်မှာဟာတာတိုရီကြော်ညာရီ live series တွေပြုလုပ်ပြီးတခြားအမှုပညာလုပ်တွေလုပ်ကိုင်နေတာပဲဖြစ်ပါတယ်။မမဆောင်ကအရင်ကချမ်းသာတဲ့တထေသမီးဖြစ်ပြီးသူမရဲ့အဖေနဲ့အမေလက်ကမ်းရမှာသူမကိုကိုဝင်ရှိလာပြီးမွေးဖွားလာခဲ့တာလို့ပြောခဲ့ပူပါတယ်။သူမမှာအရင်ကတန်ပေါင်းများစွာချမ်းသာတဲ့တထေချစ်သူလည်းရှိခဲ့တယ်လို့လည်းသိရပါတယ်။မမဆောင်ဟာအခုချိန်မှာရုပ်ရှင်ကားကြီးတွေကိုလည်းရိုက်လျက်ရှိပါတယ်။ အဲဒီအချိန်မှာအနံ့ခန့်တွေပါလာရင်သူမအနေနဲ့လုံအောင်မလုပ်ဘူးလို့သိရပါတယ်။ဘာဖြစ်လို့လဲဆိုတော့တည်သွားတဲ့သူမရဲ့ချစ်သူအပေါ်အတိတရားရှိခြင်းလို့လို့ပြောပါတယ်။နန်းနာကအမကိုရိုင်းကမလုပ်တဲ့အတွက်ကြောင့်အားမပေးပါဘူး။ရှေးရှောက်တခြားတယောက်ဆောင်နေလုံမယ်ဆိုရင်လည်းကန့်ကွက်တဲ့အထင်မှပါပါတယ်။နန်းနဲ့အခမ်းမပြောနဲ့လက်ကင်နာတို့ခါဖတ်တာတို့ရောမမဆောင်ကမနေတတ်ဘူး။အမကိုသဘောကျနေတဲ့မင်းသားရိရှိတယ်။ဒါပေမဲ့အမနဲ့မကြိုက်လိုက်ဘူးဆိုတာက အပြင်းမကြီးလိုက်ဟားလိုက်နေလေ။ တကယ်တော့အမကအင်ကြီးတိတ်ခါအရန်ကြီးတာအမချက်သူအပေါ်အတိတရားရှိခြင်းလို့လို့ဆိုကပြောခဲ့ပါတယ်။ဒါအပြင်မမဆောင်ကမုစကူဒူးဆောင်ဝင်ခန်းနေရိုက်ပေးမဲ့ရင်တွေလည်းမထီတလို့တင်းတွေလည်းမထီပါဘူးလို့ဒါပေမဲ့မမဆောင်ရဲ့ခန္ဓာကိုအလားပါကိုတော့ပြခဲ့ပါတယ်။အခုလည်းမမြင်ဘူးတဲ့ချက်သူကတင်းသုံးသောင်းပေးထားလို့အလူတွေလှုပ်နေတာပါလို့မမဆောင်ကပြောခဲ့ပါတယ်။အလူတွေလှုပ်တယ်ဆိုတာနိဗ္ဗာန်နှုတ်ဆော်ခြင်းလို့ပါ။ရှင်နှစ်တွေတုန်းကတိတ်တထောင်ကျော်ဒီနှစ်ထဲမှာတော့တိတ်နေရကျော်လူဖြစ်ပါတယ်။ ကိုရဲမကြိုက်ရသေးတဲ့ချစ်သူကလည်းကို့နာမည်နဲ့တင်းသုံးသောလူပီးရေးဆက်ချထားတော့မမဆောင်းမကကိုတို့ရီများနေပြီကိုအတွက်ဆိုတာထက်အားလုံးကိုရေးဆက်ချအများပေးပါရယ်ကိုက၅ပါးတီလာမြင်အောင်နေတော့ကိုအများပေးရင်အပြည့်ရတယ်မမဆောင်းကရင်ဖွင့်လာခဲ့ပါရယ်မမဆောင်းကအိမ်မနေရင်ဘောင်းမီလည်းမဝက်ဘူးစကလည်းမဝက်ဘူးထမိန်လည်းမဝက်တော့ဘူးအိမ်ကြီးတထဲထဲနဲ့နေတာကောင်းဝင်မဟုတ်ဘူးနော်အိမ်မအိုပန်မဲနေလိုက်တယ်ပရိသတ်တွေမမဆောင်းအိမ်မနေတဲ့စတိုင်ကိုတွေ့ရင် surprise ဖြစ်သွားမယ်လို့ အတိပြောသလိုလိုစာနောက်ခဲ့ပါတယ်။မမဆောင်းကတော့မမဆောင်းပါပဲ။အောင်မြင်ဖို့ကြိုးစားနေချိန်မှာငွေလင်းခံလိုက်ရလို့စိတ်ထက်ကြနေတဲ့အဖြစ်နဲ့ကြုံနေတဲ့ကလေးတယောက်ဆောင် heavy ဖြူပြိတ္တများအလုံးမဲ့မင်္ဂလာပါရှင် heavy ဖြူကတော့အောင်မြင်တဲ့တယောက်ဆောင်တယောက်ဖြစ်ဖို့အခုမှပြန်ပြီးကြိုးစားယူနေရတာပါသူကကလေးတယောက်ဆောင်ဘဝမှာအပေးသူပြိတ္တများခဲ့ပြီးမယ်အခုချိန်မှာတော့ပြိတ္တချာမှာနာမည်ရပြီး အပိတ်ခံရဖို့ပြန်ပြီးစူးစမ်းနေရတာလည်းဖြစ်ပါတယ်။ Heavy ဖြိုးကတော့ကလေးတယောက်ဆောင်ပွားမှာအရင်အောင်မြင်ခဲ့သူတယောက်ပါ။တီတီကွေကွေလေးနဲ့စကားတွတ်တွတ်လေးတွေကိုဟန်ပပပြောတတ်တာမို့ပရိသတ်တွေကချစ်ခဲ့ရတာလည်းဖြစ်ပါတယ်။ကလေးတယောက်ဆောင်ပွားနဲ့အမှုပညာလောကမှာအမှုပညာလှူရှာမှုတွေအများကြီးလုပ်ခဲ့ရတဲ့ Heavy ဖြိုးကအခုနောက်ပိုင်းမှာအမှုပညာလောကမှာနေရာတနေရာရဖို့တီချာစူးစမ်းနေရတာလည်းဖြစ်ပါတယ်။ကလေးတယောက်ဆောင်ပွားကနေလူကြီးတယောက်အနေနဲ့စကားတွေရိုက်ဖို့ခက်ခဲကြပါတယ်။ အချိန်တန်လုံးအရွယ်ရောက်ခဲ့ပြီမယ်ပြိသက်မျက်လုံးထဲမှာတော့ကလေးတယောက်လိုမျိုးမြင်နေကြတာမို့အမှုပညာလှူရှာမှုတွေတိတ်မလုံနိုင်ခဲ့ကြတာလည်းဖြစ်ပါတယ်ဟဲဗီဖြိုကလည်းအဲ့ဒီပြဿနာကိုကြုံတွေ့နေရတာပါအရေးချင်းမရှိလို့အောင်မြင်မှုခက်ခဲနေတာမဟုတ်ပဲပြိသက်ရဲ့အမြင်ကြောင့်စူးစမ်းယူနေရတာလည်းဖြစ်ပါတယ်ဟဲဗီဖြိုကတော့အချိန်ဒီအကြောင်းမျိုးစုံကြောင့်အမှုပညာလောကကနေအချိန်တော်ကြာပျောက်ကွယ်ခဲ့ပြီးအခုချိန်မှာနာမည်ရဖို့စူးစမ်းနေရတာလည်းဖြစ်ပါတယ်ဟဲဗီဖြိုကတော့အမှုပညာလောကကိုနောက်တစ်ချိန်ပြောင်းဝင်လာချိန်မှာ ကန်ကောင်းနေရတော့အတိအချာပါပဲအနုပညာလောကကိုနောက်တစ်ချိန်ကြိုးစားဖို့ပြင်ရောက်နေချိန်မှာ EC ကွေးနဲ့တွေ့ပြီး TikTok ကလိုက်ရာကနေအခုဆိုရင်ပရိသတ်အာယုံစိုက်တာကိုခံနေရပြီလည်းဖြစ်ပါတယ်ပရိသတ်တွေကတော့သူတို့နှစ်ယောက်ရဲ့အတွင်းညီညီဖြောပြမှုကိုသဘောကျနေတာလည်းဖြစ်ပါတယ်သူတို့နှစ်ယောက်ကတော့ဦးလေးတူဘူးချောင်းတချင်နဲ့အတွင်းညီညီကားခဲ့ရာကနေပရိသတ်တွေကသဘောကျခဲ့ကြတာလည်းဖြစ်ပါတယ်ဟဲဘီဖြိုးကတော့အကကွက်တကွက်ကြောင့်အခုဆိုရင်အနုပညာလောက်တွေပြန်လုံနေရပါပြီ ပြည်သက်တွေရဲ့စိတ်ဝင်စားမှုကြောင့်အခုဆိုရင်ကြော်ညာရီဇက်ကားရီရိုက်ကူးနေရတယ်လို့ပွဲရီမှာပါတချင်လိုက်ဆိုနေရပြီလည်းဖြစ်ပါတယ်။သူကဆိုရှယ်မီဒီယာအကူနဲ့အမှုပညာလှူရှားမှုတွေလုပ်ရင်းအောင်မြင်အောင်ကြိုးစားနေချိန်မှာအလိန်ခံလိုက်ရတာကြောင့်စိတ်ဒဏ်ကျနေရပြီလည်းဖြစ်ပါတယ်။သူကပတ်စံနဲ့အလိန်ခံလိုက်ရတယ်လို့အကောင့်မှာဟက်ခံလိုက်ရတာပါ။သူရဲ့အမှုပညာလှူရှားမှုတစ်ခုဖြစ်တဲ့ TikTok အကောင့်ကနေအမှုပညာနဲ့ပတ်သက်တာတွေကိုအဆက်မပြတ်တင်နေရင်ပြည်သက်အခိုင်အမာရအောင်စူးစမ်းနေချိန်မှာ အကောင့်ဟက်ခံလိုက်ရတာလည်းဖြစ်ပါတယ်။ သူရဲ့အကောင့်ထဲမှာရှိတဲ့ဒေါ်လာ1000ကျော်မြန်မာငွေနဲ့ဆိုရင်350ရှိနေတာလဲအကောင့်ခိုးခံလိုက်ရသလိုအကောင့်ပြင်ရဖို့လဲစူးစမ်းနေရတာလဲဖြစ်ပါတယ်။ Happy ဖြိုကတော့အကောင့်ထဲကငွေတွေကို အလူလုတ်ဖို့စိတ်ကူးနဲ့ရှာထားတာမို့ငွေပါသွားတာကိုအလူလုတ်တယ်ဆိုပြီးတွေးထားပြီးမဲ့အကောင့်ကိုတော့ပြန်ရအောင်စူးစမ်းနေရတယ်လို့ဆိုပါတယ်။သူရဲ့အကောင့်ကနေအမှုပညာလှူရှာမှုတွေလုပ်ပြီးပရိသတ်တိအောင်တင်ဆက်နေရတာမို့ပြန်လုံနေခြင်းခဲ့တာလည်းဖြစ်ပါတယ်။ Happy ဖြိုကတော့အမှုပညာ level မှာအချိန်ပြောင်းယူနေရတဲ့အချိန်မှာ အခုလိုပြဿနာတွေကြောင့်စိတ်ညစ်ခရတာတော့အသေးချာပါပဲ။အောင်မြင်အောင်ကြိုးစားနေချိန်မှာအခက်အခဲတွေကြုံနေရတာမို့စိတ်ညစ်ရပါမယ်။သူ့အနေနဲ့ပြိုလဲမသွားအောင်ထိမ့်ပြီးကြိုးစားနေရအောင်မလို့ဆိုပါရယ်။ heavy ဖြိုးကတော့ပြဿနာတွေကြုံတွေ့နေရပါမယ်။စိတ်ဓာတ်မကျသွားပဲအနုပညာအလုပ်တွေကိုတီးထပ်ပို့ပြီးကြိုးစားသွားမှာဖြစ်သလိုစီးပွားရေးလုပ်ငန်းတချို့ကပါတွဲပြီးလုပ်ကင်တော့မှလည်းဖြစ်ပါရယ်။ heavy ဖြိုးကတော့အသည့်တွေရဲ့အကူအညီနဲ့ဘာလချောင်းကျော်ထုတ်ဖို့ပြင်ဆင်နေပြီလဲဖြစ်ပါတယ်။ဝါသနာပါတဲ့အမှုပညာအလုပ်တွေကိုလည်းစူးစမ်းပြီးလုပ်ဖို့ပြင်ဆင်နေသလို အနာဂတ်ကအောင်စီးပွားရေးဘက်ကိုပါတိုးချဲ့လုပ်ကိုင်မှုပြင်ဆင်နေပြီလည်းဖြစ်ပါတယ်။ဟာတာလိုဖြစ်နေတဲ့မြက်ခုံးမေးကြောင့်ပြိသက်အလောင်းမခံရအောင်ရှင်းပြခဲ့ပြီးမယ်။ရှင်းပြမှာပိုလောင်ခံနေရတဲ့လင်းပြေဟင်းရဲ့အဖြစ်ပြိသက်များလုံးပဲမင်္ဂလာပါရှင်။အဆုပ်ပြိုင်ဝဲဝင်လင်းပြေဟင်းကတော့တနာစီယာကောင်းတဲ့ကောင်းလေးတယောက်ပုံစံနဲ့ပြိသက်အရှိကိုရောက်လာသူတယောက်ပါ။ငွေကြီးမပြေစုံတဲ့လူငယ်တယောက်မို့ကောင်းကောင်းမွန်မွန်မပြင်ဆင်နိုင်တဲ့အပေါ်မှာ ။စင်အောင်ရဲ့အပြောတွေကြောင့်ပရိသတ်တွေကဝိုင်းမီကယူနာတက်ခဲကြတာလည်းဖြစ်ပါတယ်။စင်အောင်ကအစိုးပြိုင်ပွဲမှာဖနက်ကောင်းကောင်းမစီလာလို့ဆိုပြီးလင်းပြေဟင်းကို တိုင်းတိပီတီအချက်ခွဲခဲ့တာပါ။အော်ဒီရှင်အစင်မာရင်အပေါ်ရီလောက်ပြီးပွဲစုအောင်လုပ်ခဲ့ရမို့ပရိသတ်တွေကဝေဖန်ခဲ့ကြသလိုတစ်ဖက်မှာလည်းလင်းပြေဟင်းကိုတနာခဲ့ကြတာလည်းဖြစ်ပါတယ်။လိုင်းပေါ်မှာမြမစတားရဲ့ဖနက်ဖနက်ဆုပ်ဆိုပြီးတနားစရာကောင်းတဲ့ကောင်းလေးတယောက်အနေနဲ့နာမည်ကြီးခဲ့တဲ့လင်းပြေဟင်းကအခုဆိုရင်ပြိတ္တဝေဖန်တာကိုခံနေရသလို လောင်ပြောင်နာပါခံနေရပါပြီ။ဖနက်ကိစ္စပြီးကြတဲ့ကလင်းပြစ်ဟင်းရဲ့အကြောင်းတွေကဆိုရှယ်မီဒီယာတစ်ခုလုံးမှာပြည်နှံ့နေကြတာမို့ပရိသတ်တွေကကြီးမရဖြစ်ချင်နေတာပါ။ဘယ်နေရာကြီးကြီးလင်းပြစ်ဟင်းရဲ့အကြောင်းတွေပဲမို့ပရိသတ်တွေကကြီးမရဖြစ်နေခဲ့သလိုအဆိုးဆုံးကတော့သူ့ရဲ့အပြင်ဆင်နေကြောင်လဲပါပါတယ်။မပြေလည်တဲ့အနေအထားကြောင့်အပြောခံနေရတဲ့သူ့ကိုတနာကြတဲ့လူတချို့ကသူ့ကိုကူညီဆောင်ရှောက်ပေးနေကြတာတွေရှိပါတယ်။ ဖဏန်းလက်ဆောင်ပေးတဲ့သူတွေမော်ကိုပေးတဲ့သူတွေရှိသလိုအနုပညာပိုင်းနဲ့ပတ်သက်ရင်လည်းကြောညာခေါ်ရိုက်တာနဲ့တခြင်းအသက်ထောင်နိုင်မှုကူညီပေးတဲ့သူတွေတောင်ရှိပါတယ်။ဂီတနယ်မှာနာမည်ကြီးနေတဲ့ဂီတပညာရှင်တော်တော်များများကသူကိုတခြင်းတွေလက်ဆောင်ပေးကြသလိုတခြင်းထောင်နိုင်မှုကူညီပေးခဲ့ကြတဲ့အထီးပါပဲ။ကူညီပေးတဲ့လူတချို့ကြောင့်ပဲလင်းပြေဟင်းကတော့ဂီတနယ်မှာအစဉ်ပြေပြေနဲ့ရှောင်းလန်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အခုဆိုရင်ကိုပိုင်တခြင်းတွေထောင်နိုင်သလိုမြန်မာစတားပြိုင်ပွဲကြီးမှာလည်းတော့တောင်းဝင်နေပါပြီ။ မြန်မာစတားပြိုင်ပွဲမှာကောင်းကောင်းမွန်မွန်စားနိုင်လို့ဝေဖန်ခံခဲ့ရတဲ့လင်းပြေဟင်းကအခုဆိုရင်ခမိုက်ရိုက်ပုံစံနဲ့ပြိုင်ပွဲဝင်နိုင်ပါပြီ။သူကငွေကြေးရှိလာလို့ကောင်းကောင်းမွန်မွန်ဝင်နိုင်ခဲ့တာတော့မဟုတ်ပါဘူး။သူ့ရဲ့အဖြစ်ကိုစားနာလို့သူ့ရဲ့ fashion mind ကိုပြင်ဆင်မိတဲ့လူတစ်ယောက်ကြောင့်အမိုက်စား fashion တွေနဲ့ပြိုင်ပွဲဝင်နိုင်ခဲ့တာလည်းဖြစ်ပါရဲ့။လင်းပြေဟင်းကတော့ကုညီပေးတဲ့သူတွေကြောင့်အလန်းစားဝင်နိုင်ပေမဲ့အပြင်းလွန်နေတဲ့ပုံစံကြောင့်ပြိသက်ကြမှာလောင်နာခံနေရပါပြီ။လင်းပြေဟင်းကအခုနောက်ပိုင်းအလှအပြင်းလွန်ပြီးဝေဖန်ခံနေရတာလည်းဖြစ်ပါရဲ့။ သူကမိမိုက်နေအောင်မျက်ခုံးမွေးဆွဲထားပြီးမြက်ခုံးမွေးကအပေါ်ကိုထောင်တန်းနေတာမို့ပြိတ္တကြားမှာဟာတာဖြစ်နေတာပါသူရဲ့မျက်ခုံးမွေးကမသိရင်တရုတ်တိုင်းကားတွေထဲကတရုတ်ဆောင်အဖိုးကြီးတွေလိုဖြစ်နေတာမို့ပြိတ္တအတွက်ဟာတာဖြစ်နေကြတာလည်းဖြစ်ပါတယ်မျက်ခုံးမွေးကနမရမထောင်လာတာမို့ဇင်အောင်ကိုကြောက်လို့ထောင်တက်သွားတာလားဆိုပြီးအပြောခံနေရတဲ့အထီးပါပဲသူရဲ့မျက်ခုံးမွေးကလည်းဟာတာတစ်ခုလိုပါပဲတစ်ဖက်ထဲထောင်တက်နေတာမို့မသိရင်သမင်လောက်ထားတယ်လို့ပါပဲ လင်ပြေဟင်ကတော့မျက်ခုံးမကြီးရဲ့ကြောင့်ပြိတ္တကြမှာပြောစရာဖြစ်နေပေမဲ့သူကတော့ဘာမှမလုပ်ထားဘူးလို့ဆိုပါတယ်။မျက်ခုံးမွေးတွေလေးပေါ်ပြန်တက်နေတာကမွေးရပါလို့ဆိုပါတယ်။သူကမျက်ခုံးမွေးကောင်းတဲ့အထဲမှာမပါပါဘူး။တစ်ဖက်ကအောက်ကျနေတယ်လို့တစ်ဖက်ကထောင်တက်နေခဲ့ပြီးမျက်ခုံးလည်းပါပါတယ်။သူကပြိုင်ဝဲဝင်ကနေဆိုရင်သူ့မျက်ခုံးမွေးကိုမထောင်အောင်သေချာလုပ်ရတယ်လို့အနောက်ကပါနေတာမို့သူ့အောင်မျက်ခုံးဆွဲပြီးမှပြိုင်ပြတယ်လို့ဆိုပါတယ်။အခုလေလှကျင်လုံးလုံးမျက်ခုံးတစ်ဖက်ကိုရိတ်လိုက်တာ အနောက်ကတချမ်းလည်းမရှိတော့ပါဘူး။လင်းပြေဟင်းကတော့လောင်ပြောင်မခံရအောင်တိချပြုပြင်သလိုပရိသတ်တွေကိုရှင်းပြနေပြီမယ်အခုမှပိုးဆိုးသွားတာလည်းဖြစ်ပါရဲ့။လင်းပြေဟင်းကတော့ပရိသတ်လောင်နာမခံခြင်းလို့မျက်ခုံးပြုပြင်လိုက်ပြီမယ်အခုမှပိုးဆိုးသွားတာပါ။တစ်ဖက်မျက်ခုံးကလေပေါ်ပြန်တက်နေသလိုတစ်ဖက်ကလည်းရှိမှပဲရှိနေတာမို့သူ့ကိုကြီးလိုက်တာနဲ့ပရိသတ်တွေအတွက်ရေစရာဖြစ်နေတာအသေးချပါပဲ။အပွဲပွဲနှွဲခဲ့သမျှစုနဲ့တွဲမှာအပိုချိုးပြီး LGBT တွေကိုအလေးထားလာတဲ့ညိုမင်းလွင် ပြည်သူများလုံးမင်္ဂလာပါရှင်။ဒါရိုက်တာတယောက်ဖြစ်တဲ့ညိုမင်းလွင်ကတော့ဒါရိုက်တာရဲ့ထဲမှာတာမကျိုးတဲ့ဒါရိုက်တာတယောက်ဖြစ်နာမည်ကြီးပါရယ်။သူကတခက်တခါကမင်းသားတယောက်ဖြစ်ခဲ့ပူပေမဲ့အခုချိန်မှာတော့ဒါရိုက်တာအနေနဲ့ရပ်တည်နေတာလည်းဖြစ်ပါရယ်။သူကတယောက်ဆောင်ရတာဝါသနာပါပေမဲ့ဒါရိုက်တာဘဝကိုရွေးချယ်ခဲ့တာသူ့ရဲ့ခံစားချက်ကြောင့်ပါ။သူများတွေကိုဆရာလှုပ်ချင်တဲ့သူတယောက်မို့တယောက်ဆောင်ဘဝကိုဆွန့်လွတ်ပြီးဒါရိုက်တာတယောက်အနေနဲ့ရပ်တည်နေခဲ့တာလည်းဖြစ်ပါရယ်။ညမင်းလင်ကတော့စကားပြောရင်ပေါက်ဆက်ဆက်နဲ့ပြောတတ်တယ်လို့ ဆရာကြီးအထာပြင်းတဲ့နေထိုင်တတ်သူတယောက်လည်းဖြစ်ပါတယ်။သူကိုဆရာလုံးမမကြိုက်လို့တယောက်ဆောင်ဘဝကိုဆွန့်လွတ်ပြီးဒရိုက်တာတယောက်ဘဝနဲ့လူတကာကိုဆရာလိုက်လုံနေခဲ့တာပါ။လူတိုင်းကိုစကားခက်ပြက်ပြက်တွေပြောပြီးဆရာလုံးတက်တဲ့ညုံမင်းလွင်ကအခုဆိုရင်စူးကြောင့်အပိုးကျိုးနေပါပြီ။အရင်ကပြောချင်တာတွေပြောပြီးဘသူ့ကိုမှပြန်မတောင်းပန်ခဲ့တဲ့ညုံမင်းလွင်ကစူးနေတွေမှာ LGBT တွေကိုတောင်းပန်ပြီးနေရာပေးလာခဲ့တာလည်းဖြစ်ပါတယ်။ညုံမင်းလွင်နဲ့စူးရိုးနှစ်ယောက်ကြားကပြဿနာကိုတော့မသိတဲ့သူမရှိတော့ပါဘူးနော်။ 2024မှာနှစ်ယောက်သားကပုံပုံကြောင့်ပြဿနာဖြစ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ညိုမင်းလွင်ကမင်းသားမင်းသမီးတွေအားတိုင်းမိတ်ကပ်လိမ့်နေတာကိုကြည့်မရဘူးဆိုပြီးပြောဆိုခဲ့တဲ့မိတ်ကပ်ဆရာတွေကိုနှိမ်ပြီးပြောခဲ့တာကနေပြဿနာဖြစ်ခဲ့တာပါ။ညိုမင်းလွင်ကတော့စူးကိုတိုက်ရိုက်ပြောတာမဟုတ်ပေမဲ့မိတ်ကပ်ဆရာဖြစ်တဲ့စူးကတော့ညိုမင်းလွင်ရဲ့အပြောကိုပြန်ခြေပါရင်ပွဲဖြစ်ခဲ့ကြတာပါ။ညိုမင်းလွင်ရဲ့ကိစ္စမှာမိတ်ကပ်စူးဘက်ကပါပြီးမိတ်ကပ်စူးကိုအားရကျင်းနေခဲ့တဲ့ပြည်သက်တွေကတော့ ်အခုချိန်မှာစုကိုအတော်လေးမကြည်မနက်ဖြစ်နေကြမှာပါစုကိုမဟုတ်မခံစိတ်ရှိတဲ့ပြောရဲဆိုရဲရှိရဲထင်ခဲ့ပေမဲ့စုကတော့အစင်စုံမဟုတ်လဲခံမဲ့ဆိုပြီးဖြစ်သွားပါတယ်အရင်ကတော့ညိုမင်းလွင်ကိုပုတ်ပုတ်ပုတ်လှုပ်တော့မလို့ပြောဆိုခဲ့တဲ့စုကအခုချိန်မှာတော့ညိုမင်းလွင်ကိုအစင်စုံပြီးချစ်ခင်ပြနေတဲ့အပေါ်အားလုံးကလည်းစုကိုအားမလို့အားမရဖြစ်နေကြပါတယ်သူတို့နှစ်ယောက်ကတော့တစ်ချိန်ကပုတ်ပုတ်ပြဿနာကြောင့်လိုင်းမမာကရထားခဲ့တဲ့သူတို့နှစ်ယောက်က အခုဆိုရင်တိတ်ကို chemistry မိမိနဲ့ပြည်လည်နေကြပါပြီ။နှစ်ယောက်သားကမိတ်ကပ်ပြဿနာတက်ပြီးသိမကြခင်မှာအရင်ရင်းနှီးသွားကြတဲ့အထီးပါပဲ။ညိုမင်းလင်ကလည်းသူ့ရဲ့ရုပ်ရှင် premiere show တွေမှာစုကိုဖိတ်တလို့ပွဲရောက်တာနဲ့လက်ကင်နှုတ်ဆက်တော်တာပါပဲ။ညိုမင်းလင်ကလည်းစုကြောင့်အရာရာကိုရှော့ခဲ့တယ်လို့စုကလည်းသူ့ရဲ့ crush နဲ့ပြည်လည်သွားတာမို့ပျော်ရွှင်မှုကတော့အတိုင်းမသိအောင်ပါပဲ။ညိုမင်းလင်ကတော့စုကြောင့်အပေါ်ကျသွားတာတော့အသေးချာပါပဲ။အခုလည်းသူ့ရဲ့ကူးထတဲ့ The Teacher Do Premiere Show မှာ စုကိုတကူတကဖိတ်ကြားခဲ့သလို LGBT တွေကိုအလေးပေးတဲ့အနေနဲ့အစီအစဉ်တစ်ခုလုပ်ခဲ့ပါသေးတယ်။သူကရန်ကုန်ကသမရရုပ်ရှင်ရုံးမှာ The Teacher Do ရုပ်ရှင်ပရီးမီယာရှိုးကိုစီစီကားကားကျင်းပခဲ့တာပါ။ညိုမင်းလွင်ကတော့သူ့ရဲ့ပွဲမှာ LGBT တွေကိုချစ်တဲ့ဆိုပြီးပြကျင်တဲ့အနေနဲ့ရုပ်ရှင်ပြပွဲမှာ LGBT တွေတည်တဲ့ကြည့်လို့ရအောင်တည်တဲ့နေရာလေးစီစဉ်ပေးခဲ့တာလည်းဖြစ်ပါတယ်။ညိုမင်းလွင်ကတော့2024မှာသူပြောခဲ့တဲ့စကားတွေကြောင့်ပြည်လဲကျင်းလို့အခုလိုလုပ်ခဲ့တာပါ။ ူပြောချင်တာကမင်းသားမင်းသမီးတွေကိုပဲပြောချင်တာမို့မဆိုင်တဲ့သူကိုပြောမိခဲ့တာမို့သူအနေနဲ့ပြည်လဲအောင်ပွဲလေးတစ်ပွဲလုပ်ပေးပြီးပြန်ချော့ခဲ့တာလည်းဖြစ်ပါတယ်။ညိုမင်းလွင်ကတော့2024မှာသူပြောခဲ့တဲ့စကားတွေကြောင့် LGBT တွေနဲ့အချင်းလွဲခဲ့ရပြီမဲ့အခုချိန်မှာ peace ဖြစ်ချင်နေဆိုပြီးမီဒီယာတွေကနေတောင်းပန်လာခဲ့တာလည်းဖြစ်ပါတယ်။အရင်ကဘောက်ဆက်ဆက်နဲ့ဘသူကမှကြည်မရဖြစ်ခဲ့တဲ့ညိုမင်းလွင်ကအခုဆိုရင်စူးကြောင့်အပိုးချုပ်လိမ်မာနေပါပြီ။သူအနေနဲ့အပြောမတက်လို့ပြဿနာဖြစ်ခဲ့ပြီမဲ့ သူရဲ့စိတ်ထဲမှာ LGBT တွေကိုချစ်တယ်ဆိုရလောရဲနဲ့တက်သေးပြလာခဲ့ပြီလည်းဖြစ်ပါတယ်။တင်းတုံးတောင်းကြော်ရန်မုတ်စိမ်မေဆိုတာအပေါပြောမိတာပါဆိုပြီးရှက်ရှက်နဲ့ဖြေရှင်းလာတဲ့ထူအန်လွင်ပရိသတ်များလုံးမဲ့မင်္ဂလာပါရှင်။မကြသေးခင်ကထူအန်လွင်ရဲ့မုတ်စိမ်မွေခရက်ကိုတော့မသိသူမရှိတော့ပါဘူးနော်ထူအန်လွင်ကအကျွေးပက်လေဝိုင်းနေပြီမဲ့တိန်သုံးသောကျော်တဲ့မုတ်စိမ်မွေကိုခက်ချီချီဆိုင်လိုက်လို့ပြိသက်ချာမှခရက်ထားခဲ့တာလည်းဖြစ်ပါတယ် ထူအလင်ကယောက်ျားဆန်ဆန်ခန်းကြောကြီးဖြစ်ချင်တာမို့ငွေကုန်ခံပြီးမုတ်ဆိတ်ဆက်ခဲ့တာလည်းဖြစ်ပါတယ်။မုတ်ဆိတ်မှုတွေနဲ့ခက်မိုက်မိုက်ဘဲကြီးဖြစ်ချင်တဲ့စိတ်ကူးရှိခဲ့ပြီးမြဲပါစီလင်းလည်းမုတ်ဆိတ်တွေကမပေါက်ခဲ့တာကြောင့်အခုလောငွေကုန်ခံခဲ့တာလည်းဖြစ်ပါတယ်။ထူအလင်ကတော့မုတ်ဆိတ်ပေါက်ဖို့နီလန်ပေါင်းစုံနဲ့စူးစမ်းခဲ့ပြီးမြဲမရတဲ့အဆုံးမှာအခုလောတောင်းချီကုန်မှုဆုံးဖြတ်လိုက်တာလည်းဖြစ်ပါတယ်။သူရဲ့မုတ်ဆိတ်မှုတွေကသူ့ခေါင်းနောက်ကစပင်တွေကိုနှုတ်ပြီးစိုက်ထားတာပါ။သူကမုတ်ဆိတ်မှုကိုကြည့်လိုက်တာနဲ့အစစ်ပုံစံလိုချင်လို့အခုလိုနီလန်းကိုရေးချလိုက်တာလည်းဖြစ်ပါတယ်။ အလာမဲကို supporting ပေးရလုံးလို့အကြွေးပက်လဲဝိုင်းနေပြီဆိုပြီးကြေညာထားပြီးမြဲအခုလောငွေရအကုန်ခံနိုင်တာဘဲကရလို့လဲဆိုပြီးဝေဖန်တန်းတွေထွက်ပေါ်လာခဲ့တဲ့အထိပါပဲအချိန်ခဏလေးနဲ့ငွေအများကြီးရှိအောင်ဘာတွေလောက်ခဲ့လဲဆိုပြီးဝေဖန်နေကြပြီးပြိသက်ကြမှာခရက်ထားခဲ့ရတဲ့အဖြစ်ပါပဲပြိသက်ပြောလဲပြောချင်စရာဖြစ်ခဲ့တာတော့အသေးချာပါပဲဒီလောက်ငွေအများကြီးအကုန်ခံပြီးဘသူကမှမဟုတ်စိတ်ဆိုင်မှာတော့မဟုတ်ပါဘူးတာမန်ငွေကြီးလောက်ဆိုရင်ဘသူကမှဝေဖန်မှာမဟုတ်ပြီးမြဲသူပြောလိုက်တဲ့ငွေကမဖြစ်နိုင်မှန်းသိတာလုံးနေခဲ့တာလည်းဖြစ်ပါတယ် ။ထူးအလွင်ကတော့3000ကျော်တဲ့မုတ်စိမ်မွေးကြောင့်ပြိတက်တွေကြာမှမပြီးဆုံးနိုင်အောင်ကြည့်ရထားခဲ့တာမို့အခုချိန်မှာရှက်ရှက်နဲ့ဖြည့်ရှင်းလာခဲ့ပါပြီ။သူအနေနဲ့မဖြည့်ရှင်းလို့မရတဲ့အခြေအနေမျိုးဖြည့်ရှင်းနေရတာပါ။ထူးအလွင်ကအကျွေးတွေအများကြီးရှိတယ်ဆိုပြီးပြောထားတာမို့အကျွေးမဆက်ဖဲမုတ်စိမ်မွေးဆိုင်လို့အဖမ်းခံရတော့မယ်ဆိုပြီးပြောဆိုနေကြသလိုအလောင်းငွေများကြီးရအောင်ဘာရီလုံးလို့လဲဆိုပြီးဝေဖန်တဲ့တွေထွက်ပေါ်လာခဲ့ပြီလည်းဖြစ်ပါတယ်။ပရိသတ်တွေကြမှာစိတ်ဝင်စားစရာသတင်းတစ်ပုဒ်ဖြစ်နေတဲ့3000ကျော်မုတ်စိမ်ငွေကတကယ်မဟုတ်ပဲ အဖို့ပြောမိတာပါဆိုပြီးဖြေရှင်းလာခဲ့ပြီလည်းဖြစ်ပါတယ်။ထူးအပ်လွင်ကတော့ထိုင်းနိုင်ငံမှာမုတ်စိမ်မွေးဆိုက်ခဲ့တာကတကယ်ပါ။အပင်ရေ6000နဲ့မုတ်စိမ်မွေးဆိုက်ခဲ့တာကမှန်ပေမဲ့မမှန်တာကဈေးပါပဲ။သူကတပင်ကိုပတ်လေတောင်မြန်မာငွေနဲ့ဆိုရင်9သိန်းကျော်ကျတယ်ဆိုပြီးပြောခဲ့တာလည်းဖြစ်ပါတယ်။တပင်က9သိန်းကျော်နဲ့အပင်6000သိန်း3000ကျော်ဖို့ဆိုက်ခဲ့တယ်ဆိုပြီးခက်တီတီနဲ့ပြောခဲ့တာမို့ပြိသက်ကြမှာဝေဖန်ခံနေရတာလည်းဖြစ်ပါတယ်။သူကတပင်ကိုပတ်လေတောင်ကျော်ပြောထားပြီးမြတ်တကယ်ကြတာကတပင်ကိုပတ်40ပါ။ မြန်မာငွေနဲ့ဆိုရင်အပင်6000ကို3300ကျော်ကုန်ကြခဲ့တာလည်းဖြစ်ပါတယ်။သူအနေနဲ့အကုန်လုံးကို3300ကျော်ကုန်ကြပေးမယ်။ promotion ပေးတာနဲ့ဆိုရင်တော်တော်သက်သာတယ်လို့ဆိုပါတယ်။သူက3300နဲ့3300မှာပြောမိတာမို့ခရက်ထနေတာအခုထိပါပဲ။သူအလွင်ကတော့ပြိသက်ချမှာခရက်ထားခဲ့ပြီးမယ်။သူအနေနဲ့မှာပြောမိတာဆိုပြီးဝန်ခံလာခဲ့ပါပြီ။စကားမြန်ပြောလိုက်တာဘတ်40ကိုဘတ်4000ပြောင်းပြောလိုက်မိတာလည်းဖြစ်ပါတယ်။သူကမှာပြောလိုက်မိတာကိုသတိရခြင်းမှာ မီဒီယာတွေကိုပြန်ပြန်ခိုင်းမှုဖုံးဆက်ပေးမယ်အားလုံးကတင်းပြီးသွားပြီမို့အပြောခံခဲ့ရတာလည်းဖြစ်ပါတယ်သူအလွင်ကတော့မှားပြောမိတဲ့သတင်းကို share ပြီးပြောဖို့တွေးလိုက်ပေးမယ်လေဖြည့်ရှင်းမှပုံစိုးသွားမှာဆိုလို့ညင်နေခဲ့တာပါဆိုပြီးဝေဖန်တန်တွေခြုံငင်းအောင်ပြောပြလာခဲ့တာလည်းဖြစ်ပါတယ်သူအတွက်ကတော့အမားလေးတစ်ခုဖြစ်ပေမဲ့ပရိသတ်အတွက်ကတော့ခရကြီးတစ်ခုပါပဲ။တင်းသုံးတောင်းကျော်တဲ့မုတ်စိမ်မွေးမှုအားလုံးကစိတ်ဝင်စားဖြစ်ပြီးဝေဖန်ခဲ့ကြတာလည်းဖြစ်ပါတယ်။ဒူဝန်လွင်ကတော့ပရိသတ်တွေကြအငြင်းမပွားအောင်သူစိုက်ထားတာတင်းသုံးရတဲ့ဆိုတာကို ရှက်ရှက်နဲ့ဖြည့်ရှင်းလာခဲ့ပြီလည်းဖြစ်ပါတယ်။